ဖျားစုပန်တဲ့သူတွေဟာဖျားစုပန်ခြင်းနဲ့ဆန္ဒရှိနေတည်တည်ဖျားစုပန်ခြင်းတဲ့ဆန္ဒကိုမဖြတ်တည်တည်တရားအထုတ်နေတောတပံမတည်နိုင်ဘူးလို့ယူဆနိုင်ပါသလားဗျာဖျားစုပန်တဲ့သူတွေဟာဖျားစုပန်ခြင်းနဲ့ဆန္ဒရှိနေတည်တည်ဖျားစုပန်ခြင်းတဲ့ ဆန္ဒကိုမဖြတ်သေးသေးတရားအထုတ်နေတောတပံမတည်နိုင်ဘူးလို့ယူဆနိုင်ပါသလားဗျာစာတက်ဖတ်ဖို့လိုပါဗျာဒီလိုမျိုးဘုရားစုပန်သားရဲ့စိတ်ရှိတယ်ဆိုရင်တော့တရားထုတ်မရပါဘူးသူတို့ရဲ့စိတ်ကဖျားဖြစ်ခြင်းတဲ့စိတ်ကဖြစ်နေတယ်တရားထုတ်ရခြင်းတော့မဟုတ်ဘူးဖျားဖြစ်ခြင်းနဲ့အားနဲ့တရားထုတ်ရခြင်းတာနဲ့ကရည်ရွယ်ချက်ရည်ဝန်းအပြင်နိဗ္ဗာန်ဆိုတာကိုရည်ရွယ်ထားတာမှန်ပေမဲ့ရည်ရွယ်ချက် နောက်ဆုံးအချိန်လေးမှာပဲတူတာပေါ့နိဗ္ဗာန်ကိုတွားရောက်မဲ့လမ်းကြောင်းချင်းကနီးလမ်းချင်းမတူဘူးဖြစ်တော့ဖျားဖြစ်ပြီးနိဗ္ဗာန်ကိုဆံဝန္ဒာနဲ့ပကတိတဘကအဖြစ်နဲ့တရားထူးရပြီးနိဗ္ဗာန်ကိုဆံဝန္ဒာနဲ့မတူဘူးဖျားစုပ္ပန္နရဲ့သူတွေဒီတရားထုတ်မယ်ဆိုရင်အာပိုနိုပါရမီမြောက်လုပ်ငန်းများပါရမီဖြစ်စေတဲ့အကြောင်းတရားများကအကြောင်းတရားများပဲဖြစ်စေတယ်။ဘုရားစုပန်တဲ့သူတွေတရားသူမရပါဘူးဟုတ်ပါတယ်။ ဘုရားစုပန်ထားတာဖြစ်တဲ့အတွက်တို့တရားထုတကယ်ရကျင်နေဆိုရင်တော့ဘုရားစုပန်တဲ့စိတ်ကိုအိဆန္ဒမရှိတော့မှသာလျှင်တရားကိုအထုတ်ရင်တော့တရားထုရနိုင်တဲ့အခြေအနေတွေရှိရင်တရားထုရမှာဖြစ်ပါတယ်ဘုရားဒါနပတ်သက်ပြီးတော့တထုံကစေတဝန်ဆရာတော်ဘုရားကြီးတထုံစေတဝန်ဆရာတော်ဘုရားကြီးပေါ့နော်ဒီဆရာတော်ဘုရားကြီးက ဒီဆရာတော်ဘုရားကြီးတို့ခေတ္တမှာလည်းဘုရားဆုံးတန်တဲ့သူတွေအမတန်များတယ်။ဒီကောင်မှာဆရာတော်ကြီးကသူ့ရဲ့အကြောင်းရှိမှာဆိုင်းကုတ်ကြီးထောင်ထားတယ်။ဤကြောင်းတို့ဘုရားအလောင်းမလာရတယ်နော်။အဲ့ဒါတကယ်ဆိုင်းကုတ်ကြီးထောင်ထားတာလည်းဘုရားဆရာတော်ကြီးကဘာလို့လဲဆိုတော့အဲ့လိုဘုရားဆုံးတန်တဲ့ပြောပြောပြီးတရားလာအားထုတ်တော့တရားလည်းတိတ်ပြီးမတိုးတက် တကယ်တမ်းကျတော့လေဘုရားစုပန်နိုင်တဲ့အင်္ဂါရက်ဒီအရေးချင်းနေတယ်အဲ့ဒါတော့ပြည့်စုံတော့မဟုတ်ပဲနဲ့ဘုရားစုပန်တယ်ပြုတ်ပြုတ်ပြီးတရားမတိုးတက်တာတွေများတော့ဆရာတော်ကြီးကဒါဒါရွှဲတဲ့ပုံစံအမြင်ကက်လို့တမယ်ကြိုပြီးတော့ကာကွယ်ထားတာပေါ့တကယ်ဘုရားအလောင်းအစ်စ်လဲအဲ့လောက်လဲဘုရားအလောင်းအစ်စ်ရဲ့အင်္ဂါရက်အရေးချင်းနေတယ်မပြည့်စုံပဲနဲ့တရားထုံးလဲမရဘူး ဖျားလည်းမဖြစ်ပဲနဲ့ဟိုမြောက်ဒီမြောက်ယောဂီတွေအာယုံနောက်လို့ဇာတော်ကြီးကတလူရေးတဲ့သဘောပေါ့နော်အီကြောင့်သူဖျားလောင်းမလာရဆိုပြီးတော့နော်အဲ့လိုမျိုးပေါ့ဖျားစုပန်လာတဲ့သူကတော့ဒီလိုမျိုးတွေရှိပဲပိတော်စကိုင်းစကိုင်းမူလတော့ပရမမာဂန်အောင်ဆိုတော့ဘုရားကြီးဆိုရင်လေဖျားစုပန်လာတာပဲ ဒါပေမဲ့ဒီဆောင်တော်ဘုရားကြီးကငယ်တည်းကဘုရားစုပန်တဲ့ပါရမီမြောက်လုပ်ငန်းတွေဆောင်ရွက်တယ်။နောက်ပိုင်းကျမ်းမာရအားနယ်ပြီးတတ်တော်ရလာတဲ့အခါမှာဒီဆောင်တော်ဘုရားကြီးကဩခန္ဓာရဲ့ဒုက္ခတွေအမတန်ကိုဆိုးဝလိုက်တာဒီခန္ဓာကိုယ်ကိုမရချင်တဲ့စိတ်တွေဖြစ်လာ။ဘုရားကတကယ်စုပန်တာတယ်ဆိုရင်တော့ဘုရားဖြစ်ကြောင်း တကယ်ကဘာပေါင်းအတင်ချင်းအနန္တဒီလိုဒုက္ခတွေတည်တဲ့ဆိုးတဲ့ဒုက္ခတွေတန်တရာဆင်းရဲဒုက္ခတွေငါပါရမီဖြည့်အောင်မှာပဲခန္ဓာဒုက္ခတွေအမြဲတမ်းကိုဆိုးသွမ်းလိုက်တာဒီလိုဆိုးသွမ်းနေတာဖြစ်တဲ့အတွက်ခန္ဓာဒုက္ခတွေမလိုချင်တော့ဘူးဖရာတော့ဖြစ်ချင်ပေမဲ့လည်းခန္ဓာဒုက္ခတွေရင်ဆိုင်ဖို့ခွန်အားမရှိတော့ဘူးအဲ့ဒီအတွက်ဖရာမဖြစ်ချင်တော့ပါဘူးနိဗ္ဗာန်ပဲမြဲမြဲရောက်ချင်ပါပြီဆိုပြီးတော့ပထမမှာကန်းအောင်စတော့ဗျာကြည့်ရအောင် နောက်ပိုင်းတက်တော်ဝါတော်ရလာတဲ့အခါကျမကြီးဒီအားနေတဲ့အခါမှာနိဗ္ဗာန်ရောက်ကြောင်းဥပဒနာတရားတွေကိုပဲအားဆက်ပြီးအားထုတ်တယ်ပေါ့အဲ့ဒါနဲ့ပဲဆရာတော်ပြကြီးကဒါထိုက်တရားလို့ဆိုတာတရားအစစ်တွေရသွားတယ်ပေါ့နော်တချို့ကြတော့လေဆရာတော်ပြကြီးပြန်လို့ငုံကန်ဒီမှာတဆင့်ကြံသွားတယ်လို့မိန့်တယ်ဖြစ်တဲ့အတွက်တောတာပဲတကတကအနာဂံတည်သွားတယ်လို့သူတို့ယူဆရတယ်ပေါ့ဘိုင်ဘီပြဆရာတော်ပြကြီးကဒါပြန်လို့ငုံကန်ဒီမှာ တိုင်းမိုင်ပညာလည်းပြည့်စုံပြီးသားဖြစ်တဲ့အတွက်နိဗ္ဗာန်ရောက်တရားတွေအထုပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတာပေါ့ဘုရားစုပန်တဲ့ဒီကရမတွေကတော့ချက်ချက်တည်ထားအောင်ပဲဘုရားစုပန်နေပြောပြီးတော့ဘုရားလည်းမဖြစ်တရားထုလည်းမရဟိုမြောက်ဒီမြောက်တွေဖြစ်သွားရင်တော့မိမိတို့ရဲ့ဘဝအဆိုးမယ်ပေါ့အဖေရဖြစ်ဖို့ဖရာတော်အင်္ဂါရနဲ့ပြည့်စုံဖို့ဆိုတာကတော့အမတန်ကိုမလွယ်ပါဘူးအဒါလေးဘုရားဘုဒ္ဓတာဖြစ်ကြပေးပါတယ်ဗျာဗျာအဝိဇ္ဇာရဲ့အတိတ်ပဲကို တာမန်လူတွေနားလည်လွယ်အောင်ရှင်းကနေလင်းကနေသိကြပါလေဗျာအမပါရင်ခွတ်လို့ပါဗျာတဲ့ဟိုဒါအဝိဇ္ဇာရဲ့အဓိပ္ပာယ်ကဘုရင်ကမသိခြင်းကိုပြောတာပေါ့ဘာလို့မသိခြင်းလဲဆိုတော့သစ္စာ၄ပါးတရားကိုမသိခြင်းကိုအဝိဇ္ဇာလို့ခေါ်တယ်သူရဲ့ဒါအဝိဇ္ဇာရဲ့အဓိပ္ပာယ်ကနှစ်မျိုးရှိတယ်နားလည်လွယ်အောင်ပြောရင်အမှန်တရားသစ္စာ၄ပါးတရားကိုမသိခြင်းကလည်းအဝိဇ္ဇာပဲပြီးတော့တချို့ကအမှားတွေကိုအမှန်ထင်နေတာအဲ့ဒါလည်းအဝိဇ္ဇာပဲ နော်တင်းတင်းတိတိုက်တဲ့တစ္ဆာလေးပါးတရားကိုသိအောင်အမထုတ်ဘူးတရားမကျင့်ဘူးဒါဆိုရင်လည်းဒါဒီပုဂ္ဂိုလ်ကအဝိဇ္ဇာပဲဘယ်လိုလဲဒုက္ခတစ္ဆာသုမတရားတစ္ဆာနော်ဒါဒုက္ခတစ္ဆာဆင်းရဲခြင်းအမှန်တရားဒါသုမတရားတစ္ဆာဆိုတာကဆင်းရဲဖြစ်ကြောင်းတရားပေါ့နော်နိရောဓတစ္ဆာကဒါနိဗ္ဗာန်ကိုစိုက်ရောက်ခြင်းဒါမဂ္ဂတစ္ဆာကနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုပွားများအထောက်ကြည့်ဒီတစ္ဆာလေးပါးတရားကို အာထုမာတာလီတစ္ဆာလေးပါးတရားကိုထိုးထွင်းသိမြင်မှာတောတဗ္ဗတကတကံအနာဂံယန္နာဆိုတဲ့လေးမဲ့လေးဖို့ရမယ်ပေါ့နော်အမှန်တရားတစ္ဆာလေးပါးတရားကိုမသိခြင်းပြီးတော့အမားတွေကိုအမှန်ထင်နေခြင်းနော်အဲ့ဒါကပိုဆိုးသွားပြီဒါဒုတိယကလေအမှန်တရားကိုလည်းမသိဘူးပြီးတော့အမားကိုအမှန်ထင်နေတာ အခုကလူတွေဆိုရင်ဘုန်းတော်ဗုဒ္ဓဘာသာတွေပြောနေပြီမဲ့ဘုရားရဲ့အဆုံးအမနဲ့မကန့်ညီတဲ့အမားတွေကိုအမှန်တင်နေတဲ့သူတွေအများကြီးပဲဘုန်းကြီးတွေတော်တော်များများဆရာတော်တွေအများစုကလည်းအဲနော်ဘုရားဝါနဲ့အညီဟောပြောတာတွေကနဲလာပြီးတော့အများစုကလည်းလူတွေအကြိုက်ဘုရားအကြိုက်ဟောဖို့တယ်လူတွေအကြိုက်ပဲဟောပြီးတော့ဘုရားဝါနဲ့မညီတာတွေပါများလာတတ်တယ်ဗော နော်အရာအဝိဇ္ဇာဖြစ်နေတာဒါဒီပုဂ္ဂိုလ်ကဒါဆိုတန်တရားကျင်လည်ရမှာပဲနိဗ္ဗာန်ရောက်ဖို့မလွယ်ဘူးပေါ့အမှန်တရားကိုသိအောင်လည်းအားထုတ်အောင်မယ်ပြီးတော့အမှားရောအမှန်ထင်နေတာတွေမဟုတ်တာတွေရောအဟုတ်ထင်နေတယ်အမှန်တရားကိုနားမလည်တာအာဒီအဝိဇ္ဇာဒီအဝိဇ္ဇာအမှန်တန်ကိုဆိုပါတယ်တန်တရားရှိစေတာလीဘုရားကအဝိဇ္ဇာဖြစ်ပါတယ်နော် ဒါအမောအမှန်တင်နေတဲ့စိတ်ကပိုဆိုးတယ်ဒီလိုပုံကိုယ်တွေကိုပြုပြင်ရတာအမြဲတမ်းခက်တယ်အစွဲမကြီးပဲနဲ့ဆရာတော်သမားကောင်းတွေရဲ့ဩဝါဒကိုခံယူပြီးတော့အမောအမှန်တင်နေခြင်းဟာကိုဒါဆွံ့လို့ဖို့အရေးကြီးတယ်ပေါ့ဘုရားတော်တရားဓမ္မတွေဘုရားတို့စေပညာရှုတော့မှာပဲဖြစ်ဖြစ်ဒါတိပ္ပပညာရှုတော့နေမှာဆိုရင်လေဒါဘဒူအရဘလိုမျိုးရှာဖွေတွေ့ရှိတယ်ဆိုရင်နောက်ထပ် သူ့ရဲ့အားနည်းချက်ကိုနောက်တစ်ယောက်ကထပ်ထောက်ပြီးတော့နောက်နည်းနည်းအချိန်တစ်ခုကြာတဲ့အခါကျတော့နောက်ထပ်ရှောက်ဝင်တွေ့ရှိချက်ကအရေးအရေးရှောက်ဝင်တွေ့ရှိချက်တွေရဲ့အားနည်းချက်တွေကိုထောက်ပြနိုင်တယ်ပပန်းနေနေထောက်ပြနိုင်ပြီးတော့အဲ့ကြထက်ပိုကောင်းတဲ့ရှောက်ဝင်တွေ့ရှိချက်ကိုဒါတင်ပြနိုင်တယ်ဆိုရင်အရင်အရေးရှောက်ဝင်တွေ့ရှိချက်တွေကိုပြစ်ပေးရတာပဲအများကြီး update ဖြစ်နေရတယ် up to date ဖြစ်ရတယ်ပေါ့အဲ့လိုပဲကိုယ့်ရဲ့အသိဉာဏ်တွေကိုလည်းအများကြီး update လုပ်ဖို့လိုတယ်ကိုက စုတ်ကင်ထားเสียမဟုတ်ဘူးဒီထက်ကောင်းတဲ့အသွေးခေါ်တဲ့အတိဉဏ်ဒီရလာပြီဆိုရင်ကိုယ်အရင်ဆွဲလန်းထားတဲ့ကိုယ်အဟုတ်လို့ထင်ထားတဲ့အရာတွေကိုကိုယ်ကစွန့်လို့ရရမယ်ပေါ့နော်ဒါအမားကိုအမားမှန်သိရင် အမားကိုအမားလို့ပြောရရမယ်အမန်ကိုအမန်လို့ပြောရရမယ်အမားကိုအမားမှန်သိရင်လည်းပယ်ရရမယ်အမန်တရားကိုလည်းကြင့်ရရမယ်တဲ့ဒါရင်းလေးချက်ရှိရမယ်ဒါတချို့ကအမားကိုအမားမှန်သိခဲ့ရင်တော့မှ ကိုယ့်ရဲ့အတ္တတွေမာနတွေဖုံးပြီးတော့စုပ်ကန်ထားကြတယ်ဒီလိုပုံကိုယ်တွေအတွက်ကတော့ဘောအောင်မှာလောကီမာယောလောကုတ္တရာမာယောတုတ္တမှုတွေပိတ်သွားမှာပဲဖြစ်ပါတယ်နော်